ထိတ်တဲမင်းသားကြီးဖြစ်ပေမဲ့46နှစ်ပြည့်မွေးနေ့ကိုပြည်တူဖောင်ဒေးရှင်းကကလေးတွေနဲ့အခုလိုရိုးရှင်းစွာကျင်းပခဲ့တဲ့ဦးတင်မွေးနေ့ပွဲတွေကိုတိမ်မောင်းတောင်းချက်အကောင်ကြခံပြီးအပျော်ပါတောက်စားရီနဲ့ဒနာပေးနေကြတဲ့တထင်းကြီးတွေအနေနဲ့ထိတ်တဲမင်းသားပြည်တူကိုအတူယူသက်ပါတယ်နော်ပြည်တူကမြန်မာနိုင်ငံရဲ့အနမဲအကျော်ကြားဆုံးထိတ်တဲမင်းသားကြီးတစ်ယောက်ဖြစ်ပြီးတော့အရန်လက်ချမ်းသာကြောဝတူတယောက်ပါရှင်သူရဲ့ဂုံကျက်သီရီအနည်းအထာရီနဲ့အင်မတန်ကြီးကျယ်ခမ်းနားတဲ့မွေးနေ့ပွဲတွေကိုကျင်းပပြုလုပ်ပြီးတော့ပျော်ပါလို့ရပေမဲ့ပြည်တူကတော့ဒါမျိုးတွေမလုပ်ခဲ့ပါဘူးဒါပြင်သူရဲ့မွေးနေ့ပွဲလေးအားဆိုရင်ကြာ သူအပေါင်းကိုလည်းစိတ်ချမ်းသာကြည်နုစေပြီးတော့တကယ်ကိုစိတ်တည်မင်္ဂလာလေးနဲ့ပြည့်စုံနေတာကိုလည်းတွေ့ရပါတယ်။ထိတ်တန်းမင်းသားကြည်ပြတူကအခုနောက်ပိုင်းမှာတော့အမှုပညာအလုပ်တွေကနေအနာယူနေခဲ့ပါတယ်။ သူအောင်မြင်ကြကြပြီးရွှေခေတ်တစ်ခေတ်ဖြစ်ခဲ့တော့ကအချိန်မှတော့မွေးနေ့ဝဲကိုအလှတ်သက်အကုန်ကြခံပြီးတော့မပြုတ်လောက်ခဲ့ပါဘူး။သူရဲ့မွေးနေ့မှာဆိုရင်သူကိုယ်တိုင်ပြုစုပြိုးထောင်ရေတောင်မြောက်ပေးခဲ့ရတဲ့ကလေးလေးတွေနဲ့အကျိုးမွေးနေ့ကိတ်ကလေးခွဲပြီးတော့ပျော်ရွှင်စရာမွေးနေ့အမှတ်တရလေးကိုဖန်တီးပုံဖော်ခဲ့တာကိုတွေ့ရပါတယ်။ပြည်သူကမြန်မာနိုင်ငံရဲ့နာမည်အကြီးဆုံးတရုတ်ဆောင်မင်းသားတစ်ယောက်ဖြစ်အောင်သာမကသူရဲ့ကိုပိုင်ရည်ချင်းတွေနဲ့ကိုပိုင်ဖောင်ဒေးရှင်းကြီးတစ်ခုကိုလည်းဦးဆောင်တည်ဆောက်ထားပါတယ်။ပြည်သူဖောင်ဒေးရှင်းမှာဆိုရင်ပညာရေးအချင်းထူးချွန်တဲ့ယဉ်သိငယ်လေးများစွာကိုနှစ်စဉ်ထောက်ပံ့ကူညီပေးပြီးတော့အနာဂတ်အတွက်ထူးချွန်တဲ့လူငယ်တွေဖြစ်အောင်လို့မွေးထုတ်ပေးနေ နေပါတယ်။ဆရာဝန်ဖြစ်မဲ့ကျောင်းသားတွေကအစတခြားသောနယ်ပယ်မျိုးစုံမှာထူးချွန်တဲ့အရေးချင်းရှိတဲ့ကျောင်းသားလေးတွေကိုပြည်သူ့ဖောင်ဒေးရှင်းကနေတဆင့်နှစ်ဆင့်သိမ်းပေါင်းများစွာအကောင့်ကျခံပြီးတော့၆ပန့်ကူညီပေးနေခဲ့ပါတယ်။ဒီလိုကူညီထောက်ပံ့ပြီးမြေတောင်မြောက်ပေးထားခဲ့ရတဲ့ကလေးငယ်လေးတွေနဲ့သူ့ရဲ့မွေးနေ့အမတ်တရလေးကိုပြုလုပ်ကျင်းပခဲ့တဲ့ပြည်သူ့ရဲ့စိတ်သဘောထားလေးကတော့အင်မတန်ကိုလေးစားစရာကောင်းလွန်ပါတယ်ရှင်။တကယ်တော့မွေးနေ့ဆိုတာကကိုယ့်ကိုလူ့ဘဝနဲ့ရောက်လာအောင်မိခင်တယောက်ကအသက်နဲ့ရင်မြေမွေးထုတ်ပေးခဲ့ရတဲ့နေ့ဖြစ်လို့ပြည်သူ့ကတော့သူ့ရဲ့မိခင်ကြီးကိုလည်းမိမထားခဲ့ပါဘူးနော်။မိခင်နဲ့ဇနီးတဲ့လေးကိုပေး နာမှာထားပြီးတော့ရင်သွင်းငယ်လေးများစွာဝန်ရံကမွေးနေ့ကိတ်ကလေးခွဲပြီးတော့ကိတ်မုံလေးတွေကိုခွင့်ကျွေးနေတဲ့မျက်နှာကြည့်ပြတူဦးရဲ့မွေးနေ့ပွဲလေးကရိုးရှင်းနေဆိုပေမဲ့နှွေးထွေးတဲ့မြစ်တံများစွာကိုခန်းစားရစေပါတယ်။တခြားသောချမ်းသာကြွားတဲ့တထည်ကြီးတွေလည်းမွေးနေ့မှာပကသနာတွေနဲ့အပျော်ပါးတွေကိုပေးဖက်ထားပြီးတော့ချစ်ချင်းမြတ်တွေနဲ့မိသားစုကိုအရစ်ထားတဲ့မွေးနေ့ပွဲလေးတွေကိုဒီလိုမျိုးပဲကျန်းမာပြုလုပ်တင်ပါတယ်။မွေးနေ့ဆိုတာကကိုယ်ပေါ်အတွက်အမှတ်ရစွာအကောင်းဆုံးနေ့လေးဖြစ်လို့ချစ်ချင်းမြတ်တွေကုသိုလ်ဒါနတွေနဲ့ကြောဖြတ်တာကသာအသင့်တော်ဆုံးပါရှင်။ ထိတ်တန့်မျက်နှာကြည့်ပြတဲ့ဦးကတော့ဒီသဘောကိုတရားလက်ကင်ထားပြီးတော့မူဖပါပြီးခဲ့တဲ့မိခင်ကြီးနဲ့အတူစစ်စနီးတယ်လေးနဲ့သူပြုစုပြိုးထောင်ပြီးခဲ့တဲ့ပန်းကလေးတွေကိုအတူခေါ်ပြီးတော့မမေ့နိုင်စရာမွေးနေ့ပွဲလေးကိုအခုလိုမျိုးကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီမွေးနေ့ပွဲလေးကထိတ်တန့်မျက်နှာကြည့်ပြတဲ့ဦးရဲ့46နှစ်ပြည့်မွေးနေ့ပွဲလေးဖြစ်ပြီးတော့အခုချိန်မှာတော့ဒီလိုမွေးနေ့ပွဲကိုပြန်မြင်ရဖို့အတွက် ပရိသတ်တွေလည်းစောင့်မျှော်နေကြပါသည်။တချိန်ကကိုယ်တိုင်ပြိုးထောင်ခဲ့ရတဲ့ကလေးလေးတွေနဲ့ပျော်ရွှင်စရာရိုးရှင်းတဲ့အမွေးနေပွဲလေးကိုအမတ်တရများစွာခြံရင်ပြီးတော့ကျင်းပခဲ့တဲ့ပြည်တူးလည်းဒါတွေကိုအမှတ်ရနိုင်လိမ့်မယ်လို့တော့ထင်ပါသည်။အခုနှစ်တွေမှာတော့ဒီလိုမျိုးပြည်တူးဖောင်ဒေးရှင်းကကလေးငယ်လေးတွေနဲ့ဝင်းနေအမတ်တရပွဲလေးတွေကျင်းပနိုင်တာမျိုးမရှိပေမဲ့ကုသဒါနတွေကိုပုံမပြုလုပ်ပြီးတော့ရိုးရှင်းပြီးတန်ဖိုးရှိတဲ့အမွေးနေပွဲလေးတွေကိုပြည်တူးကတော့ဆက်လက်ကျင်းပနေပါသည်။ထိတ်တန့်မင်းသားကြီးပြည်တူးရဲ့အမွေးနေပွဲလေးကတခြားသောမင်းသားမင်းသမီးတွေစီးပွားရေးလုပ်ငန်းရှင်တထင်းကြီးတွေမပါပဲကိုယ့်ရဲ့မိသား ားစုနဲ့ foundation ကကလေးငယ်လေးတွေကိုသာဖိတ်ကြားပြီးပြုလုပ်ခဲ့တာကတကယ်ကိုတန်ဖိုးရှိတဲ့မွေးနေ့ပွဲလေးတစ်ခုပါပဲနော်ပြည်ထက်ကြီးတို့ရောအခုလိုရိုးရှင်းစွာကျင်းပပြုလုပ်ခဲ့တဲ့ထိတ်တန့်မင်းသားကြီးပြည်တူရဲ့အမွေးနေ့ပွဲလေးနဲ့ပတ်သက်ပြီးထင်မြင်ချက်လေးတွေကိုပြောပြပေးခဲ့ပါအောင်ရှင်။